မင်္ဂလာပါရှင်ခီတက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအပေါ်တရုတ်ဤစစ်ရေးအထောက်ပံ့နှင့်ဂျာဝန်ဆက်ဖက်နေမှုသည်လွဲမသည့်လောင်းကျေးထက်ခြင်းဟုအထူးအကြံပေးကောင်စီထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ရက်ဆက်ကြံကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံ၏စစ်ရေးအထောက်ပံ့ပေးမှုနှင့်မျက်နှာပြောင်တိုက်ကြားဝင်ဆက်ဖက်နေမှုသည်လွဲမစွာလောင်းကြီးထက်ခြင်းဖြစ်ပြီးစစ်အုပ်စုကြဆုံသည့်အခါတွင်မြန်မာပြည်သူများသည်တရုတ်နိုင်ငံ၏လုပ်ရက်များအပေါ်အမတ်ရနေလိမ့်မည်ဟုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကသတင်းထုတ်ပြန်ပါသည် မြန်မာနိုင်ငံရေးတွင်ပါဝင်ပတ်သက်နေပြီးစစ်ကောင်စီအားထောက်ပံ့ပေးနေမှုလာရှုံမျိုးမှာ MNDAA ပြည်လင်းစုတ်ခွာအောင်ဖိအားပေးခဲ့မှုများနဲ့ပတ်သက်၍ SACM ကတရုတ်အစိုးရကိုပြင်းပြထန်ထန်ဝေဖန်သည့်ထုတ်ပြန်ချက်တစ်စောင်ကိုမေလ15ရက်နေ့၌ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံသည်ဝေယမဆွက်ဖက်ရေးမူဝါဒကိုထက်ခါတလဲလဲအခိုင်အမာဆိုလို့ရှိတော့လေမြန်မာနိုင်ငံ၏ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဂျောင်းဝင်ဆက်ဖက်မှုများသည့်မိမိအကျိုးစီးပွားကိုသာရှေ့ရှုနေပြီးထို့လောက်ရများသည့်မြန်မာပြည်သူများအတွက်စစ်မှန်သောငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုထိခိုက်စေသည်ဟုဖော်ပြထားသည် တရုတ်အစိုးရ၏ပြင်းထန်သောပြားပေးမှုများကြောင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA သည်2025ခုနှစ်မလ23ရက်နေ့တွင်လာရှိမှုမှစုခွာရန်သဘောတူခဲ့သည်ဟုဒေတာရင်းမီဒီယာများကိုကိုးကား၍ဖော်ပြထားသည် MNDAA သည်လာရှိမှုကို2024ဩဂုတ်လကတိုက်ခိုက်သိမ်းယူပြီးနောက်တရုတ်အစိုးရ၏ပြားကြောင့်ပြီးခဲ့တဲ့ဧပြီလတွင်ပြန်လည်စုခွာပေးခဲ့ရခြင်းဖြစ်သည် MNDAA ဦးဆောင်သည့်လာရှုံမြို့သိမ်းတိုက်ပွဲတွင်တော်လန်ရစ်တပ်ဖွဲ့ဝင်အနည်းဆုံး900ဦးကြဆုံးခဲ့ပြီးတထောင်ဦးဒဏ်ရာရရှိခဲ့ကြောင်း MNDAA ကလာရှုံမြို့ကိုမြန်မာစစ်အုပ်စုထံပြန်လွှဲအပ်ရန်ဆုံးဖြတ်လိုက်ခြင်းသည်မျိုးလွတ်မြောက်ရေးအတွက်အသက်ပေးခဲ့ကြသောတော်လန်ရစ်တမရာပေါင်းများစွာ၏ပေးဆက်ဆွံ့လွန်မှုများကိုတစ်ဆာဖောက်ခြင်းဖြစ်သည်ဟု SACM ကဖော်ပြထားသည် MNDAA ၏တော်လှန်ရေးတိုက်ပွဲနှင့်စေအုပ်စုအပေါ်လုံးဝအောင်ပွဲခံရေးဟူသောပြည်သူလူထုအပေါ်မှကတိကဝတ်ကိုထိခိုက်စေသည်ဟုလည်းထောက်ပြထားသည်။လာရှုံမြို့ကံများသည့်စေအုပ်စု၏လက်တုပ်ပြန်မှုများနှင့်ရက်ဆက်ကြံကြုံမှုများ၏ပုံမှုကြီးမားသောအန္တရာယ်ကိုရင်ဆိုင်ရနိုင်ခြေရှိလာသည်ဟုသတိပေးထားသည်။ MNDAA အနေဖြင့်စစ်အုပ်စုကိုစက်ကြတိုက်ခိုက်မှုများရပ်တန့်ကလာရှိုးမျိုးမှဆုတ်ခွာစေရန်တရုတ်နိုင်ငံကအတင်းကျပ်ဖိအားပေးခဲ့ကြ။ဖိအားဖိအားတွင်တရုတ်အာဏာပိုင်များကနေဆက်ကိညာပိတ်ခြင်း MNDAA ထိန်းချုပ်နေပြီများသောရက်စင်းနှင့်အင်တာနက်ဖြတ်တောက်ခြင်းတို့ပြုလုပ်ခဲ့ပြီးတစ်ဖက်တွင်လည်းတရုတ်နိုင်ငံသည်စစ်အုပ်စုအားတိုက်လေရင်များထောက်ပံ့ပေးခဲ့ပြီး၎င်းလျင်များဖြင့်စစ်အုပ်စုက လာရှိုမျိုးနှင့် MNDAA ထိန်းချုပ်မှုအောက်ရှိအခြားနေရာများအပါအဝင်မြန်မာနိုင်ငံတဝန်းလုံးကိုမယံမနာလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း SACM က ဖော်ပြထားသည်အဆိုပါလို့ရများသည့်အခြားနိုင်ငံများ၏ပြည်တွင်းရေး၌မဆွတ်ဖက်ဟု၍တရုတ်နိုင်ငံကပုံမှန်ထုတ်ဖော်ပြောဆိုလေးရှိသော အခြေခံမှုနှင့်စန့်ကျင်နေပြီးလိန်ညာမှုသာဖြစ်ကြောင်းဖြစ်တင်ဝေဖန်ထားသည်တရုတ်နိုင်ငံသည်မြန်မာနိုင်ငံအရေး၌နှစ်ဖက်မျှသောမူဝါဒကိုကျင့်သုံးနေသည်ဟုရှုမြင်နိုင်တော်လဲစစ်အုပ်စုကိုကြောထောက်နောက်ခံပြုခြင်းမှာတရုတ်နိုင်ငံ၏ကိုယ်ပိုင်အကျိုးစီးပွားကိုပင်စန့်ကျင်ထိခိုက်စေလျက်ရှိသည်ဟုတရီပေထားသည် စေအုပ်စစ်သည်မြန်မာနိုင်ငံကိုဒေတာတွင်မတည်ငြိမ်မှုများဖြစ်ပေါ်စေသည့်နိုင်ငံရေးလူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကျက်အတဲအတွင်သို့ကြားရောက်စေခဲ့သည့်အကျက်အတဲများကြောင့်မြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနှင့်စီးပွားရေးအကျိုးစီးပွားများမှလည်းလမ်းလွှဲခဲ့ရသည်ဟုဆိုသည်စေအုပ်စုသည်တရုတ်နယ်စပ်ဒေသများတွင်လေကြောင်းပိုက်ကိုက်မှုများကိုထက်ကတလဲလဲပြုလုပ်ခဲ့ရာတချို့မှာတရုတ်ပိုင်နက်ကိုပင်တိုက်ခိုက်ခဲ့ခြင်း ပြီးခဲ့တဲ့ဧပြီလကရှမ်းပြည်နယ်တွင်ငလင်ကယ်ဆယ်ရေးလှုပ်ဆောင်နေသည့်တရုတ်ကြက်ချီနီရင်တန်းတစ်ခုကိုစစ်အုပ်စုတပ်များကပစ်ခတ်ခဲ့ခြင်းတို့သည်ပေါ်ရော့စွာဖြင့်တွေ့လျင်တွေ့ချင်းပစ်ခတ်သည့်ရှူဖတ်မူဝါရာအား၃ချင်းဖြစ်သည်ဟုလည်းထောက်ပြထားသည် မြန်မာနိုင်ငံကလင်းပေးသည့်ပြည်သူများအတွက်ပေးပို့သည့်ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသောတရုတ်ချက်ချီနီရင်တန်းကိုရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်စစ်ကောင်စီကအေဘီလတ်တရက်နေ့၌ပြစ်ခတ်ခဲ့ခြင်းဖြစ်သည့်ချိုတင်အတိမပေးသောကြောင့်တနတ်မိုးပေါ်ထောင်ရေးပြစ်ခတ်ခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့သည့်ရက်ဆက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံ၏စီရေးအထောက်ပံ့ပေးမှုနှင့်မြန်မာနိုင်ငံအတွင်းမျက်နှာပြောင်းတိုက်ဂျာဝင်ဆက်ဖန်နေမှုမှာရင်းမားစွာလောင်ကြီးထက်ခြင်းဖြစ်ပြီးဤသို့လောင်ကြီးမှားထက်ခြင်းကစစ်အုပ်စုကိုကယ်တင်နိုင်မည်မဟုတ်သည့်အပြင်မြန်မာပြည်သူလူထု၏စိတ်ရဒု က္ခများကိုရှေ့ကျစေရုံသာမကစစ်မှန်သောငြိမ်းချမ်းရေးရောက်ရှိလာမှုကိုလည်းနှောင့်နှေးကြံ့ကြာစေမိတာဖြစ်သည်ဟု SACM ကဖော်ပြထားပါသည်။စစ်အုပ်စုမလွဲမသွေကြဆုံးသည့်အခါတွင်မြန်မာပြည်သူများသည်တရုတ်နိုင်ငံမြေတီဘက်ကရက်တီခဲ့သည်ကိုအသေးချမှတ်မိနေကြမည်ဟုတတိပေးထားသည် SCCM ကောင်စီသည်မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့သူ Mrs. Yan Healy အပါအဝင်ကုလသမဂ္ဂဆိုင်ရာကျွမ်းကျင်သူများနှင့်ဖွဲ့စည်းထားသည်မြန်မာနိုင်ငံရေးတွင်တရုတ်နိုင်ငံကပါဝင်ပတ်သက်နေမှုကို SCCM ကပြင်းပြင်းထန်ထန်ဝေဖန်ထားသလိုနိုင်ငံတကာအနေဖြင့်လည်းပြည်သူများရွေးကောက်တင်မြှောက်ထားသောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်တိတိကျကျဆက်ဆံကြရန်တိုက်တွန်းထားသည် ဆက်လက်ပြီးစစ်ကောင်စီကယာယီအပြစ်ခတ်ရဲ့ဆေးရေးကြေညာချက်ကိုချိုးပေါက်ပြီးပြည်သူများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုနိုင်ငံတကာကတာစီအေးအေးယူပေးရန် NLD တောင်းဆိုတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကယာယီအပြစ်ခတ်ရဲ့ဆေးရေးကြေညာချက်ကိုချိုးပေါက်ပြီးပြည်သူများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုနိုင်ငံတကာကတာစီအေးအေးယူပေးရန်ယနေ့မေလ15ရက်နေ့တွင် NLD ပါတီကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဧပြီလ3ရက်နေ့မှစ၍မေလ23ရက်နေ့အထိလူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HRDT NLD မှကောက်ယူရရှိထားသောစရင်းများအရာအကြမ်းဖက်စစ်ကောင်စီကအပြစ်ရကာလအတွင်းတိုင်းနှင့်ပြည်နယ်17ခုကိုလေကြောင်းတိုက်ခိုက်မှု181ကြိမ်လုံဆောင်ခဲ့ပြီးပြည်သူ182ဦးသေဆုံးခဲ့ကြောင်းတေဆုံးသူများတွင်18နှစ်အောက်34ဦးရှိပြီးဒဏ်ရာရရှိသူ298ဦးတွင်18နှစ်အောက်86ဦးပါဝင်ကြောင်းသိရပါသည်။ အကျံပတ်စက်ကောင်စီဤလေကြောင်းတိုက်ခိုက်မှုအများဆုံးမှာငလင်ပေးသစ်ဒေသများဖြစ်သောမန္တလေးတိုင်းနှင့်စကိုင်းတိုင်းတို့ပါဝင်ကြောင်းသိရှိရသည်။မေလ12ရက်နေ့နနက်9:38မိနစ်ခန့်တွင်စကိုင်းတိုင်းဒီပေကြီးမြို့နယ်အနောက်ချမ်းရှိအိုးထိန်တွင်ရွာစတင်ကြောင်းကိုအကျံပတ်စက်ကောင်စီကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာဆီယမ2ဦးနှင့်ကလေးငယ်22ဦးသေဆုံးခဲ့ကြောင်း ထို့ပြင်မေလ23ရက်နေ့နနက်10:00နာရီခန့်တွင်ရခိုင်ပြည်နယ်ရသစ်တောင်မြို့နယ်ထွန်းရွေကျေးရွာဟောင်းကိုလည်းပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်များနှင့်မိခင်များအပါအဝင်အရသာပြည်သူ73ဦးသေဆုံးခဲ့ကြောင်းယင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှစ်ခုလုံးသည့်အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုများဖြစ်ကြောင်း NLD ပါတီကပြောဆိုထားသည်တိုင်းနယ်ပြည်နယ်၅ခုသို့လက်နက်ကြီးဖြင့်ပြစ်ကတ်တိုက်ခိုက်မှုအကြိမ်ပေါင်း၅ကြိမ်တွင်သေဆုံးပြည်သူ14ဦးနှင့်ဒဏ်ရာရသူ53ဦးရှိရာ18နှစ်အောက်ကလေးသူငယ်10ဦးလည်းပါဝင်ကြောင်းသိရသည် ထို့ပြင်ကျေးရွာများသို့စစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူတို့၏အိုးအိမ်ပိုင်ဆိုင်မှုများကိုမိရှုဖြက်စည်းခြင်းအကြမ်းဖက်တပ်ဖြတ်ခြင်းများကြောင့်ထိဆုံးသူပြည်သူ169ဦးရှိရာအသက်9လသားကလေးငယ်အပါအဝင်18နှစ်အောက်ထိဆုံးသူ36ဦးထိရှိကြောင်းသိရသည်ငောင်းနေအတက်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုရှစ်ကြိမ်ကျူးလွန်ခဲ့ပြီးမေလ12ရက်နေ့မော်လ12နာရီခန့်တွင်မကွေးတိုင်းကံကောမြို့နယ်လေမရွာသို့စစ်ကောင်စီတပ်သားများဝင်ရောက်စီးနင်းပြီးရွာသား17ဦးကိုပြစ်တက်၍10ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည် ငလင်ပေးသင့်ဒေတာတစ်ခုဖြစ်သောမန္လီတိုင်းရှိအိုးဘိုကျဲတောင်တွင်အိဆောင်များအလုယုံနှင့်ထောင်ရင်းစေယုံတို့ထိခိုက်ပျက်စီးခဲ့ပြီးအကျဉ်းသားအကျဉ်းသူ64ဦးသေဆုံးခဲ့ရာနိုင်ငံရေးအကျဉ်းသူအကျဉ်းသား12ဦးပါဝင်ကြောင်းသိရသည်။ မကွေးတိုင်းဒေါင်းနေအကျဉ်းထောင်တွေလည်းထောင်ဘူးဝမျောစင်မှာထောင်တွင်းတို့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားနှုတ်ဦးသေးဆုံးပြီး၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ရာနိုင်ငံရေးအကျဉ်းသားများဖြစ်သောကိုအောင်ခန့်ဦးနှင့်တောင်တွင်းကြီးမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုစလဲဦးဝင်းမြင့်လှိုင်တို့သည်အသက်အန္တရာယ်ဆိုရင်ရသည့်အခြေအနေတွင်ရှိကြောင်းသိရသည်ထို့ပြင်ဧပြီလ28ရက်နေ့တွင်အကျဉ်းဦးစီးအရာရှိမင်းလွင်ဦးနှင့်အဖွဲ့ကဝိုင်းဝန်းရိုက်နေမှုကြောင့်နိုင်ငံရေးအကျဉ်းသားအစလန်ဘာသာရေးကောင်ဆောင်ဦးမြတ်ကိုတည်ဆုံခဲ့ကြောင်းသိရသည် တို့ဖြစ်၍မင်းအောင်လိုင်ဦးဆောင်သောအကြံဖက်စစ်ကောင်စီသည်အပြစ်ရရေးထုတ်ပြန်ကြများကိုချိုးပေါက်ပြီးအယက်သားဖြစ်သူအများပြားကိုပြစ်မှတ်ထားတိုက်ခိုက်ကအစုလိုက်အပြုံလိုက်တည်ဆုံးစေသောလူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု Crime Against Humanity နှင့်စစ်ရာဇဝတ်မှုများ War Crime များကိုစက်တိုက်ကျူးလွန်လျက်ရှိသောကြောင့်ကုလသမဂ္ဂနှင့်အာဆီယံအပါဝင်နိုင်ငံတကာအသိုင်းအဝိုင်းတို့မှလူသားချင်းစာနာမှုဖြင့်တာစီအရေးယူဆောင်ရွက်ပေးပါရန် NLD ပါတီကတိုက်တွန်းမြစ်တာရက်ခံထားပါသည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။ ားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။